မင်္ဂလာမနက်ခင်းပါရှင်။အော်တိုဘောလ28ရက်နေ့မနက်ခင်းသတင်းတွေကို စတင်ပေးထားရတဲ့ထုံးလေးတင်ဆက်ပေးပါရမယ်။ဒီနေ့မနက်ခင်းသတင်းတွေမှာတော့ဒဇမမကျင်းပမဲ့ရွေးကောက်ပွဲမှာမဲဆန္ဒနဲ့တချို့မှဝင်ရောက်ရှင်ပြိုင်မဲ့သူမရှိတာကြောင့်ကိုစလေလောင်း30ကျော်ဟာအလိုလျောက်သက်တော်အမတ်ဖြစ်လာမယ်ဆိုတဲ့သတင်း။ရန်ကုန်ဘကုန်းလမ်းမှာရေတိုက်မှုဖြစ်ပွားပြီးအမျိုးသားတအုပ်သေဆုံးခဲ့တဲ့သတင်း။မြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့အိန္ဒိယနိုင်ငံသား150ဦးနဲ့ တောင်ကိုရီးယားနိုင်ငံသားတအိုးကိုထပ်မံထိန်းသိမ်းနိုင်ခဲ့တဲ့တဲ့။မိုင်1800ရောက်တဲ့နျူကလ িয়ার ဆွမ်းရင်တော့ခရစ်စတုံးကြီးတက်ကိုအောင်မြင်စွာဆန်းသက်ခဲ့တယ်လို့ရုရှားသမ္မတဗလာဒီမာပူတင်ကြေညာခဲ့တဲ့တဲ့နဲ့။27ရာစုအတွင်းအက်ကလစစ်ကိုမှလေးပွဲဆက်ဂိုးသွင်းနိုင်တဲ့တတိယမြောက်ကစားသမားအဖြစ်ဘာပီမှတ်တမ်းဝင်ခဲ့တဲ့တဲ့အဆရှိတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်။ဦးဆောင်တဲ့ဘုံအနေနဲ့ ။တဇမောမှာကျင်းပမဲ့ရွေးကောက်ပွဲမှာမဲဆန္ဒနဲ့တချို့မှာဝင်ရောက်အရှင်ပြိုင်မဲ့သူမရှိတာကြောင့်လွတ်တော်ကိုယ်စားလှယ်လောင်း30ကျော်ဟာအလိုနှစ်ယောက်လွတ်တော်အမတ်ဖြစ်လာမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။၂025ခုနှစ်တဇမောမှာကျင်းပမဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း1အတွင်းမဲဆန္ဒနဲ့တချို့မှာဝင်ရောက်အရှင်ပြိုင်ရွေးချယ်ခံမဲ့သူမရှိတာကြောင့်ကိုယ်စလင်လောင်း30ကျော်ဟာအလိုလျောက်လက်တော်အမတ်ဖြစ်မယ်လို့သိရပါဗျ။ဒွီးစီက အော်တိုဝါ25ရက်မှာထုတ်ပြန်ထားတဲ့စည်ရင်းတွေအရမဲဆန္ဒနယ်30နေရာမှာဝင်ရောက်ရှင်ပြိုင်ရွေးချယ်ခံမဲ့သူမရှိတာကြောင့်အဆိုပါမဲဆန္ဒနယ်တွေမှာဝင်ရောက်ရွေးချယ်ခံမဲ့တဝရီသောကိုယ်စားလှယ်လောင်းတွေဟာအလိုလျောက်လွတ်တော်ကိုယ်စားလှယ်လောင်းတွေအဖြစ်ကြီးညာခံရမှာဖြစ်ပါတယ်။ပြည်သူ့လွတ်တော်မှာတဝရီသောဝင်ရောက်ရွေးချယ်ခံမဲ့မဲဆန္ဒနယ်မြေတွေဟာကချင်ပြည်နယ်မှာနောင်မောမြို့နယ်၊မန်စီမြို့နယ်၊ရွှေကူမြို့နယ်၊စကိုင်းတိုင်းဒေသကြီးမှာမင်းကင်း၊ဝင်းတို၊မော်လိုက်၊ကနေ၊ဆလင်းကြီး၊ရေအို တနင်္သာရိုင်တိုင်းဒေသကြီးမှာရေဖြူလောင်းလုံးရှမ်းပြည်နယ်မှာဖဲခုံမိုးနယ်မမန်းနယ်အမျိုးသားလက်တော်မှာမဲအများဆုံးရသူအနိုင်ယူ FTP စနစ်နဲ့ကျင်းပမဲ့ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်၁တို့ဖြစ်ပါတယ်တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်လွတ်တော်မှာ FPTP စနစ်နဲ့ကျင်းပမဲ့မဲဆန္ဒနယ်တွေဖြစ်တဲ့ကချင်ပြည်နယ်မှာရွှေကိုစကိုင်းတိုင်းမှာကောလင်းဝင်းသူတမူဘူးတလင်မော်လိုက်ကနီစလင်းချင်းရေအိုးတနင်္သာရီတိုင်းမှာရေဖြူနဲ့တရက်ချောင်း မကွေးတိုင်းဒေသကြီးမှာကန်ကောရှမ်းပြည်နယ်မှာကြောင်မင်းမြို့နယ်တွေဟာလည်းကိုစလဲလောင်းတအိုးရဲတောင်ဝင်ရောက်ရွေးချယ်ခံမှာဖြစ်ပါတယ်။တိုင်းသားလူမျိုးမဲဆန္ဒနယ်မှာ FPDB စနစ်နဲ့ကျင်းပမဲ့မဲဆန္ဒနယ်တွေဖြစ်တဲ့ကချင်တိုင်းသားလူမျိုးမဲဆန္ဒနယ်အခါတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်နဲ့ ကယန်းခေါ်ပတောင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တွေဟာလည်းကိုစလင်လောင်းတဦးရဲတောင်ဝင်ရောက်ရွေးချယ်ခံမှာဖြစ်ပါတယ်။အဆိုပါမဲဆန္ဒနယ်မြေ32နေရအနက်ပြည်သူ့လွတ်တော်မိုးနယ်မဲဆန္ဒနယ်မှာရှမ်းနယ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကဦးဆိုင်ထွန်းလင်းရှမ်းပြည်နယ်အခါတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်မှာအခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကဦးထွန်းအောင်နဲ့ FPTP စနစ်နဲ့ကျင်းပမဲ့ရှမ်းပြည်နယ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်1မှာဝအမျိုးသားပါတီက UM ဇော်လက်တို့ဝင်ရောက်ရွေးချယ်ခံမှာဖြစ်ပါတယ်။ ပြန်မရှိဝင်ရောက်ရွေးချယ်ခံမဲ့ကြံမဲဆန္ဒနယ်မြေ28နေရာမှာတော့ပြည်သူ့ကြံခိုင်နဲ့ဖွံ့ဖြိုးရေးပါတီကကိုယ်စားလှယ်လောင်းတွေဝင်ရောက်ရွေးချယ်ခံမှာဖြစ်တယ်လို့ UEC ရဲ့ထုတ်ပြန်ထားတဲ့စည်းရုံးအရသိရပါတယ်။သက်ဆိုင်ရာရွေးကောက်ပွဲဥပဒေအရမဲဆန္ဒနဲ့တနေမှာရွေးကောက်ခံမဲ့ကိုယ်စားလှယ်လောင်းတအိုးရဲသာရှိပါကအစိုးရမဲဆန္ဒနဲ့အတွက်ရွေးကောက်ပွဲကျင်းပခြင်းမပြုတော့ဘဲထုတ်ပုတ်ကိုကိုလွှတ်တော်ကိုယ်စားလှယ်ဖြစ်ကြောင်းကြေညာရမယ်လို့ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ ရန်ကုန်ပဲခူးလမ်းမှာရေတိုက်မှုဖြစ်ပွားပြီးအမျိုးသားတအုပ်သေဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။လဲခူးမြို့နယ်ရိတ်တန်ရက်ကွက်ရန်ကုန်ပဲခူးလမ်းမှာရေတိုက်မှုဖြစ်ပွားပြီးအမျိုးသားတအုပ်သေဆုံးခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။အော်တိုဝါ26ရက်မော်လဲ3:36မိနစ်ခန့်ကရန်ကုန်တိုင်းဒေသကြီးလှဲကူးမြို့နယ်ရိတ်တာရက်ကွက် ရန်ကုန်မကိုးလမ်းမှာရင်တိုက်မှုဖြစ်ပွားပြီးလူတအူးညှင်းနေကြတာဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်လဲကုန်းမြို့နယ်မိသက်စခန်းကရှောက်ဖွေကိစ္စရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ဖြစ်စဉ်ကြောင့်မြို့သားတအူးတွေဆုံးခဲ့ပြီးဂယုနာရှင်လူမှုကွန်ရက်အသင်းကရင်နဲ့လဲကုန်းပြည်သူစေယုံကိုကွန်ရက်ပို့ဆောင်ပေးခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။မြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့အိန္ဒိယနိုင်ငံသား150ဦးနဲ့တောင်ကိုရီးယားနိုင်ငံသား2ဦးတို့ကိုထပ်မံထိန်းသိမ်းနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာပါ။ မြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့အိန္ဒိယနိုင်ငံသား150ဦးနဲ့တောင်ကိုရီးယားနိုင်ငံသား2ဦးကိုထပ်မံထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်။နိုင်ငံအပါအဝင်အင်းကြီးချင်းနိုင်ငံတချို့ကိုတဆင့်ကန်ဖြတ်တမ်းပြီးမြန်မာနိုင်ငံအတွင်းကိုနေဆက်လမ်းကြောင်းတွေကနေတရားမဝင်ဝင်ရောက်လာပြီးကင်းပြင်းနယ်မြောက်ရီမဲထော်တလေးခေခေပတ်နယ်မြေကအွန်လိုင်းလောင်းကစားမှုတွေအွန်လိုင်းလေလံမှုတွေကျူးလွန်ခဲ့ကြတဲ့အိန္ဒိယနိုင်ငံသား150ဦးနဲ့ တောင်ကိုရီးယားနိုင်ငံသားတအိုးစုစုပေါင်းပြည်ပနိုင်ငံသား150တအိုးကိုထပ်မံထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်။ထပ်မံထိန်းသိမ်းနိုင်ခဲ့တဲ့ပြည်ပနိုင်ငံသားတွေကိုသက်ဆိုင်ရာနိုင်ငံတွေကိုအမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေးဆောင်ရွက်နေတယ်လို့သိရပါတယ်။2025ခုနှစ်ဇန်နဝါရီ30ရက်ကနေအောက်တိုဘာ26ရက်အထိမြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်း9964ဦးကိုစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီးအဲ့ဒီနဲ့9339ဦးကိုထိုင်းနိုင်ငံကနေတဆင့် သက်ဆိုင်ရာနိုင်ငံတွေကိုဥပဒေလုံထုံးလုံလီးတွေနဲ့အညီစနစ်တကျလွှဲပြောင်းပေးရခဲ့ပြီးကြံရှိတဲ့ပြည်ပနိုင်ငံသား625ဦးကိုသက်ဆိုင်ရာနိုင်ငံတွေကိုလွှဲပြောင်းပေးဖို့အသင်းဖြစ်နေပြီဖြစ်ကြောင်းနဲ့၎င်းတို့ကိုကောင်းမွန်စွာထိန်းသိမ်းဆောက်ရှောက်ထားရလို့သိရပါတယ်။မိုင်1800ရောက်တဲ့နျူကလ িয়ার ဆွမ်းရည်သုံးခရစ်စတုံးကြီးတက်ကိုအောင်မြင်စွာစမ်းသပ်ခဲ့တယ်လို့ရုရှားသမ္မတဗလာဒီမီယာပူတင် ကြေညာခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရုရှားသမ္မတဗလာဒီမာပူတင်ကနျူကလ িয়ার ဆွေးင်သောခရစ်စ်တုံးကြီးအစ်စ်ကိုအောင်မြင်တဲ့နောက်ဆုံးစမ်းသပ်မှုလှုပ်ဆောင်ခဲ့တယ်လို့အော်တိုဘာ26ရက်ကကြေညာခဲ့ပါတယ်။အဝတ်စတင်ကလို့အမည်ပေးထားတဲ့ဒုံးကျည်တဲ့ဟာထူးခြားတဲ့နျူကလ িয়ার ဆွမ်းရည်ရှိတဲ့လက်နက်ဖြစ်ပြီးအကွာအဝေးကီလိုမီတာ14000မိုင်ပေါင်း8800အထိပြင့်နိုင်တဲ့ဒုံးကျည်ဖြစ်ပါတယ်။အစုံးဖြတ်ပေးတဲ့စမ်းသပ်ချက်တွေဟာအခုပြီးသွားပါပြီလို့စစ်ဘက်တာဝန်ရှိသူတွေနဲ့ပြုလုပ်တဲ့အစည်းအဝေးမှာပူတင်ကပြောကြားခဲ့ပါတယ်။ ီအစည်းအဝေးရဲ့ဗီဒီယိုကိုရုရှားအစိုးရကထုတ်ပြန်ပေးခဲ့ပါတယ်။ဒီတုံးကြီးအစ်စ်ကိုရုရှားကြီးတက်မှအသုံးပြုရတဲ့အတွက်အခြေခံအဆောက်အအုံတွေပြင်ဆင်မှုကိုလည်းပူတင်ကညွှန်ကြားခဲ့ပါတယ်။ဒီတုံးကြီးဟာကမ္ဘာမှာဘယ်သူမှမပိုင်ဆိုင်တဲ့ထူးခြားတဲ့တုံးကြီးဖြစ်တယ်လို့ပြောကြားခဲ့ပြီးတုံးကြီးအစ်စ်ဟာအကန့်အသတ်မရှိတဲ့အကွာအဝေးကိုရောက်တယ်လို့သမရပူတင်ကဖြည့်ဆွတ်ပြောကြားခဲ့ပါတယ်။အော်တိုဝါ၂၁ရဲ့စမ်းသပ်မှုမှာဒုံးကြီးဟာကီလိုမီတာ၁၄၀၀ကို၁၅နာရီကြာပြန်ခဲ့တယ်လို့ဆိုပါရယ်။ ။နောက်ဆုံးသတင်းပုတ်အနေနဲ့အားစားသတင်းတစ်ပုတ်ကိုတင်ဆက်ပေးပါမယ်။27ရာစုအတွင်းအက်ကလစ်စကိုမှာ၄ဘွဲ့ဆက်ဂိုးသွင်းယူနိုက်တဲ့တတိယမြောက်ကစားသမားအဖြစ်ဘာပေမှတ်တမ်းဝင်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါပါ။ရီရဲ့အသင်းရဲ့ပြင်သစ်တိုက်စင်မှုဘာပေဟာ27ရာစုအတွင်းအက်ကလစ်စကိုမှာ၄ဘွဲ့ဆက်ဂိုးသွင်းနိုင်တဲ့တတိယမြောက်ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့တယ်လို့သိရပါတယ်။ ဘာပီဟာအော်တိုဝါ26ရက်နေ့ကဘာစီလိုနာနဲ့ရှင်ပြိုင်ကစားခဲ့တဲ့အက်ကလစီကိုပွဲမှာအဖွင့်ကိုသွင်းယူနိုင်ခဲ့တာကြောင့်အခုလိုမှတ်တမ်းကောင်းကိုပိုင်ဆိုင်ခဲ့တာဖြစ်ပြီးသူ့အရင်၄ပွဲဆက်ဂိုးသွင်းနိုင်ခဲ့သူတွေကတော့ရော်နယ်ဒီဟိုနဲ့ဆီရနယ်ဒိုတို့ဖြစ်ပါတယ်။ရီယန်ကစားသမားဟောင်းဆီရနယ်ဒိုက6ပွဲဆက်တိုက်စုစုပေါင်း8ဂိုးသွင်းယူနိုင်ခဲ့ပြီးဘာစီလိုနာကစားသမားဟောင်းရော်နယ်ဒီဟိုက၄ပွဲဆက်တိုက်စုစုပေါင်း9ဂိုးသွင်းယူခဲ့တာပါ။ဘာပီကတော့၄ပွဲဆက်တိုက်6ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ထမဆုံးရှင်ပြိုင်ခဲ့တဲ့ Atletico ပွဲကလွဲလို့ကျန်တဲ့၄ပွဲစလုံးမှာခိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အော်တိုဝါ28ရက်နေ့မနက်ခင်းသတင်းတွေကိုတရားထုံးလင်းတင်ဆက်ပေးသွားခဲ့တာပါ။ညနေ၄နာရီမှာလည်းညနေခင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတစ်ဝက်တင်ရှိပါရရှင်။ကောင်းသောနေ့ရည်လေးဖြစ်ပါစေ။